နှလုံးသားလေးမပုတ်တော့ပါစေနဲ့နှလုံးသားကိုလပတင်းတင်စေတဲ့အရာတွေကခန္ဒီမေတ္တာကရဝနိဝါဒသာကမုဒိတာဆိုတဲ့ကုသိုလ်တရားကောင်းတွေပါနှလုံးသားကိုလပြက်စေတဲ့အရာပုတ်တူးစေတဲ့အရာရုပ်ဆူကြီးတက်စေတဲ့အရာတွေကလောဘဒေါသအတ္တမမနာဣတာမစ္စယဆိုတဲ့ အကုသိုလ်တရားဆိုးတွေပါလူတယောက်ဟာရင်ထဲမှာလောဘဒေါသစတဲ့အကုသိုလ်တရားဆိုးတွေအရန်ကြီးဆိုးလို့နေရင်နှလုံးသားဟာအလိုလိုပြုတ်ဆိုးပုတ်တိုးတော့တာပါပဲနှလုံးသားပုတ်တိုးတဲ့သူဟာဘာနဲ့တူလဲဆိုရင်ပုတ်တိုးနေတဲ့အစာစာနဲ့တူပါတယ်ဘလောက်အရသာရှိတဲ့အစာစာပဲဖြစ်ဖြစ် ပုတ်တိုးနေရင်ဘယ်သူမှမစားရှင်ကြတော့ပါဘူး အားလုံးကချွန်ချပွဲဖြင့်တမက်ကစွန့်ပစ်တတ်ကြပါတယ်။ဒီတိုင်းပါပဲဘလောက်ရဲ့ရှင်ရှိသူပဲဖြစ်ဖြစ်ဘလောက်ဥစ္စာကျယ်ဝသူပဲဖြစ်ဖြစ်ဘလောက်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်ဘလောက်အောင်မြင်ကြကြသူပဲဖြစ်ဖြစ်ဘလုံးသားပုတ်တိုးနေရင်စိတ်သက်မကောင်းရင်ဓာတ်တူနံသူတွေမှတပါအချားဘတူကမှအပေါင်းအသင်းမလို့ရှင်ကြတော့ပါဘူးအလုံးက ချွန်ချောင်မုံတီးကပြစ်ပဲ့သွားတတ်ကြပါတယ်။ဒါကြောင့်ကုလုံသားလေးမပုတ်တိုးပါစေနဲ့။ကုလုံသားလေးမပုတ်တိုးအောင်တတိဆောင်ပါ။ကုလုံသားလေးတပတ်တင်တဲ့နေအောင်ခန္ဒီမေတ္တာစားတဲ့ကုသိုလ်တရားကောင်းတွေနဲ့အမြဲတန်ဆာစင်ထားပါ။ဘောင်ကွတ်ထားပါ။ခုဖက်ပြတော်တာကတော့မဖုံးတပြူရဲ့ပျော်ရွှင်မှုကို ကိုတိုင်ပန်ဒီပါဆိုတဲ့စာအုပ်လေးထဲမှာမလုံးသားလေးမပုတ်တော့ပါစေနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့စာပိုက်လေးပဲဖြစ်ပါတယ်ရှင်